ပရိသတ်များလုံးပဲမင်္ဂလာပါခင်ဗျာ Sport A to Z ကနေပြန်လည်ကြိုဆိုလိုက်ရပါတယ်အခုတင်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာကတော့ Liverpool နဲ့ Man United ပွဲအပါအဝင် ပွဲစဉ်၈အတွက်ပေါ်မဆိုင်ရဲ့ခံမှန်းချက်များပဲဖြစ်ပါတယ်နိုင်ငံတကာပွဲနာရက်တွေကအမြဲတမ်းဖြစ်နေတော့မဲ့ပုံပေါ်တဲ့အထိကြားခဲ့ပါတယ်အခုပြီးသွားပြီမို့လို့ဝမ်းသာမိပြီး Premier League ပြန်လာပါပြီနိုင်ငံတကာပွဲအားလည်းမတိုင်ခင်ပါရီဖြစ်ခဲ့လေဆိုတော့ကျွန်တော်ပြန်ပြောပြစရာမလိုဘူးလို့ထင်တယ်ဒါပေမဲ့ထိုးထိုးနဲ့လိုရင်းကိုမြန်မြန်ပဲပြောမယ် အာဆနင်ကဇီယားထိတ်ဆုံးကိုတက်လန်းနိုင်ခဲ့ပြီးအာနီစလော့ရဲ့အတင်းကတနင်္ဂနွေနေ့မှာတရနီရီကိုအန်ဖီမှာလက်ခံရှင်းပြရမယ်။သူတို့တွေသုံးပွဲဆက်တိုက်ရှုံးရင်တော့ဇူဘလာပြိုင်ပွဲကပြီးသွားတော့ပါပြီ။ကျွန်တော်အဲ့ဒါအချက်ကားပြောနေရမှာမဟုတ်ပါဘူး။ကစားဖို့ပွဲတွေအများကြီးကြံသေးတယ်ဆိုတာလည်းသိပါတယ်။ဒါပေမဲ့အခုချိန်မှာအာဆနင်ကရပ်တန့်လို့မရတဲ့ပုံပေါ်နေပါတယ်။အဒီတာရဲ့အတင်းကဒီယာစီမှာတောက်လျှောက်နိုင်ပွဲတွေရယူပြီးတော့အတိတ်တဆေကိုအပြီးပိုင်မောင်းထုတ်တော့မယ့်ပုံပေါ်နေပါတယ်။သူတို့တွေလီဗာပူးရဲ့အထက်မှာကြာကြာနေနိုင်လေဖလားရအောင်လုပ်နိုင်ဖို့အတွက်ယုံကြည်မှုပုံရလေလေဖြစ်မှာပါ။ အဲကျွန်တော်နောက်မှာပဲစူပလာပြိုင်ပွဲအကြောင်းတသက်ပြောမယ်။အခုတော့တခြားဟာတွေမပြောဘဲပွဲစဉ်ရှစ်အတွက်ကျွန်တော်ရဲ့ခံမှန်းချက်တွေကိုကြည့်လိုက်အောင်။ Nottingham Forest vs Chelsea Chelsea ကလည်းဘာဘူးနဲ့ပွဲမှာအရင်ကောင်းနဲ့ရလာရခဲ့ပြီးအဲလိုဖြစ်လာမယ်လို့မထင်ခဲ့ဘူးဆိုတော့ဝန်ခံရမှာပါ။အဲဒီပွဲကလည်းခက်ခဲတဲ့ပွဲဖြစ်လာမှာပါ။ခုနပွဲကစားပြီးတဲ့နောက်မှာဒီလိုပြောတာကယူရကြမယ်ဆိုတာကျွန်တော်သိပါတယ်။အဲဒါမဲ့လေဒီပွဲက Postigo ကလူအတွက် Forest မှာဆက်ရှိနေဖို့အတွက်နောက်ဆုံးအခွင့်အရေးဖြစ်နိုင်တယ်။အတူတာထက်ရှုံးရင်နောက်အပတ်လောက်ထိဆက်ရှိနေမယ်လို့မထင်ပါဘူး။ ပရိသတ်တွေကလည်းချက်စင်းရဲ့ပွဲမှာရလဒ်တစ်ခုခုရအောင်မလုပ်နိုင်ရင်ထွက်သွားစေချင်တယ်ဆိုတာရှင်းရှင်းလင်းလင်းပြောထားပြီးပါပြီ။ပြီးခဲ့တဲ့ရာသီမှာဒီနှစ်သင်းကြားအများကြီးမကွာခဲ့တာကိုမမေ့ပါနဲ့။ရာသီဆုံးမှာချက်စင်းက Forest ရဲ့အထက်မှာပြီးဆုံးခဲ့တယ်။ချက်စင်းကခြေသားမိုင်းတည်ငြိမ်မှုရဖို့အရေးကြီးလိုအပ်နေတယ်။လဘောက်ဘူးနဲ့ပွဲကအရန်ကောင်းနေနိုင်ပွဲဆိုတာမှန်ပေမဲ့သူတို့တွေဒီပွဲမှာလည်းနောက်ထပ်အနိုင်သုံးဖက်ရယူနိုင်ဖို့လိုတယ်။လက်ရှိချန်ပီယံကိုအနိုင်ယူနိုင်ခဲ့ပြီးရုံးကန်နေရတဲ့ Forest ကိုအနိုင်မြင်နိုင်အလကားပဲ။ ်ချက်စီးတို့ကနိုင်ပွဲတွေစားရလာလိုက်ရရက်သွားလိုက်ဆိုလိုသလိုမျိုးဖြစ်နေခဲ့ပြီးတော့သူတို့တွေထိတ်ဆုံးလေးနေရအတွက်ပြိုင်ပွဲတွေမှာရှိနေနိုင်ဖို့အတွက်အားလုံးတသားတဲ့အတူတူနိုင်ပွဲတွေစတဲ့ရယူရမှာပါတခါတလေနိုင်ငံတကာပွဲအားလေးရဲ့ပြီးအစောဆုံးကစားရတာကအသင်းငယ်လေးတွေအတွက်အနေထားတူတူလောက်ဖြစ်စေပြီးပိုစတီဂိုဂလူအတွက်တော့ဒါကဖလားပိုလီပွဲပဲအဲဒါတော့သူတို့အတွက်ဒါကအားသာချက်ဖြစ်လာနိုင်တယ်လို့ခံစားရပြီးအမပေးစရာကိုကြည့်လိုက်ရင် Forest ကအဆင့်၁၇နေရာမှာရှိနေတာကြောင့်ချက်စီးတာအနိုင်မြင်နိုင်ခဲ့ရင်အန်အောစရာဖြစ်လာပါလိမ့်မယ် Sunderland vs Wolves ဒီပွဲကအမြင့်မားဆုံးအဆင့်ကဖလားပိုလိုပွဲပဲဆန်လာလန်တာအနာရခရင် Wolf တဲ့ရမဆနမအသားရသွားမှဖြစ်ပြီးအဲဒီဦးဆောင်မှုကိုတော်တော်လိုက်ယူရမှာပါအထူးသဖြင့်ခင်ဗျားကဒီဟာဒီပရမသောနိုင်ပွဲရှာဖွေနေရအောင်ဖြစ်တဲ့ Wolf ဖြစ်နေတဲ့အခါမှာပေါ့အားလုံးကဒီတစ်ပတ်ပြီးရင်အောင်ပွဲသုံးတဲ့ကြံဝဲလို့ပြောကြမှာဖြစ်ပေမဲ့ဆန်နမကတော်တော်လေးကြီးမားတယ်ကွာမှုပါခင်ဗျားသာ Man City ကိုဆန်နမအသားပေးထားလိုက်ရင် Liverpool နဲ့ Arsenal တို့ကိုဖလားပြိုင်ပွဲမှာအနာရမယ်လို့ထောက်ခံအောင်ပါမလားအဲကျွန်တော်တော့မထင်ဘူးဒါကဒီလိမှာဦးဆောင်နိုင်မှုကပြုလုပ်နိုင်တဲ့ကွဲပြားချမ်းသာမှုပဲ ခင်ဗျားပြန်စဉ်းစားကြည့်ရင်တရားဒီမှာ wolf ကနည်းနည်းကံမကောင်းခဲ့တာပါသူတို့နောက်ဆုံးကစားခဲ့တဲ့နှစ်ပွဲစလုံးမှာဦးဆောင်နိုင်ပြီးမှနောက်ကျဂိုးတွေပေးခဲ့ရပြီးခြေကတော့အရင်မဆိုးဘူးလို့ထင်နေ။အဲအဲ့တော့ဒီပွဲကဆန်နာလန်အတွက်အန်ဒရယ်ရှိလာနိုင်တယ်။အဲဒါမဲ့ဒီပွဲမှာကျွန်တော်ဆန်နာလန်ကိုပဲထောက်ခံမှာပြပြီးဘာလို့လဲဆိုတော့အက်စတန်ဗီလာနဲ့ပွဲမှာတယောက်ရောက်နေပြီမဲ့လေတမတ်ရယူနိုင်ခဲ့တာကြောင့်မှာသူတို့တွေကအိမ်ခွေးမှာကြစ်လက်ပြီးခန်းစစ်ကိုလုံအောင်လုပ်ပြီးနိုင်ပွဲရယူသွားနိုင်မယ်လို့ထင်နေ။တကောကုန်းမရှိတဲ့အနိုင်ရသွားပါလိမ့်မယ်။ Ben Liverset Leaf လေးယူနိုက်တက်နိုင်ပွဲကသူတို့ကိုဘန်လီနဲ့တန်းဆင်းစုံကို9မှတ်ဖြတ်ထားနိုင်စီမှာပါဘန်လီသာ3မှတ်ရခဲ့ရင်သူတို့တွေကလီးစ်နဲ့တမတ်ပဲကွာရမယ်ဒါကဒီနှစ်သင်းစလုံးအတွက်ဘလောက်ထိအရေးကြီးတဲ့ပွဲလဲဆိုတာပြသနေရပါဘန်လီကအဲ့ဒီလိုလုံနိုင်ဦးမယ်လို့မထင်ပါဘူးသူတို့ကြားမှာ4မှတ်ပဲကွာပေမဲ့ဒီဟာဒီအခုချိန်ထိဒီနှစ်သင်းကြားမှာပိုကောင်းတဲ့အသင်းဖြစ်ခဲ့တာကလီးစ်ပါလီးစ်ဒါဝူးဗ်နဲ့ပွဲတော့ကလို့စွမ်းဆောင်နိုင်မယ်ဆိုရင်ဒီပွဲကိုနိုင်မှာပါဒီအစီပရမာဆုံး9ပွဲအပေါ်ကိုပဲအခြေခံပြီးတုံးတက်ရရင်လစ်ကပရီးမီးယားလိမှာရှင်ချန်နိုင်ဖို့လိုအပ်တဲ့အရာတွေရှိတယ်ဆိုတော့ကိုတက်တည်ပြသခဲ့တယ်။ ။ဗန်လီကတော့အဲ့လိုမဟုတ်ဘူး။အမှန်တမ်းပြောရရင်ဒီပွဲမှာအနိုင်ရမယ့်အတင်ကိုရှင်းရှင်းလင်းလင်းမရွေးချယ်နိုင်ဘူး။တကောတကောတေးချာသွားမယ်လို့ပဲထင်တယ်။ဘယ်လီဗတ်ဘောမောက်ဘယ်လစ်အထွတ်တော်ပွဲကြီးပွဲကောင်းပဲ။သူတို့တွေက၁၉ပွဲထိရှုံးမဲမရှိခဲ့ပြီးမှအေဗာဒန်ကိုဘယ်လိုလုပ်ပြီးရှုံးသွားလဲကျွန်တော်မသိဘူး။အဲ့ဒီပွဲမှာဘယ်လစ်ကအခွင့်အရေးတွေလွဲပြီးရင်လွဲနေကြတယ်။အခုတော့သူတို့တွေဘောမောက်နဲ့ရင်ဆိုင်ရတော့မယ်။အရန်ခတ်ခဲ့တဲ့ပွဲပါ။အဲ့ဒီပွဲပြီးအာဆနယ်အင်ကွင်းသွားကစားရမှာဖြစ်ပြီးကာရာဘောင်းမှာလီဗာပူးနဲ့ထပ်တွေ့ရမှာပါ။ပယ်လစ်အနေနဲ့၄-၅ပွဲဆက်တိုက်လောက်ကိုနိုင်ပွဲမရပဲဖြစ်သွားနိုင်ပါသေး အတင်းကောင်းတွေကအမြဲတမ်းပြန်လာပြီးဘဲလစ်ကအရာကိုဒီတစ်ပတ်မှာပြသဖို့လိုပါတယ်ခမရအခုချိန်ကြည့်လိုက်မယ်ဆိုရင်ထိုင်ဆုံး6တင်းနဲ့ဝင်ရောက်နိုင်တော့ဒီနှစ်တင်းပဲအဲ့တော့ဒီဘွဲကဖျော်ဖြေမှုပေးနိုင်တဲ့ဘွဲဖြစ်လာမယ်လို့ထင်ပြီးဘုံမောက်ကဒီဘွဲသာနိုင်ရရင်အာဆင်နယ်ကဖူလန်နဲ့မကစားခင်ဇေယျထိုင်ဆုံးမှာတက်သွားနိုင်ပါတယ်ဒါမှလည်းတစ်ဖက်နဲ့တစ်ဖက်အပြန်အလှန်သွင်းမှုတွေနဲ့အတူနှစ်ကိုနှစ်ကိုတည်ကြာသွားမယ်လို့ထင်ပါတယ် Brighton vs Newcastle Brighton ကအခုအချိုးခွေကိုလုံနိုင်ခဲ့ပြီး Newcastle ကလည်းနည်းနည်းစားပြီး return ပြန်မိလာတယ်လို့ပြောရမှာပဲ အာဆင်ကငကိုတကုန်းနဲ့ပဲအနိုင်ရခဲ့ပေမဲ့လေနယူကာဆယ်ကိုဖျက်ဆီးနိုင်ခဲ့တယ်လို့ထင်တယ်။ဒါပေမဲ့သူတို့တွေအဲ့ဒီရှုံပွဲပြီးတော်တော်ကောင်းကောင်းပြန်လာနိုင်ခဲ့တယ်။အဲ့ဒီပွဲနောက်ပိုင်းကစားခဲ့တဲ့နှစ်ပွဲမှာ6-6ထိသွင်းပြီးတကုန်းမှမပေးခဲ့ရဘူး။ဒီဘက်ကချစ်လို့ကောင်းမဲ့ပွဲတစ်ပွဲဖြစ်မှာပါ။ဘာလို့လဲဆိုတော့ Brighton ကမကြသေးမီကတကယ်ခက်ခဲတဲ့ပွဲတွေကနေရလဒ်တချို့ရအောင်လုပ်နိုင်ခဲ့လို့ပါ။ဒီနှစ်သိန်းကအရန်ချိန်ညီနေတော့နှစ်ကိုနှစ်ကိုပဲဖြစ်မယ်ထင်တယ်။ Man City vs Everton မန်စီးတီးကတော့အခုစပြီးတော့လိမ့်နေပါပြီ။ Brighton ကိုရှုံးခဲ့တဲ့ပွဲပြီးမှသူတို့တွေတိုးတက်လာခဲ့တယ်လို့ထင်တယ်။ Everton ရဲ့ပြီးခဲ့တဲ့ပွဲတွေကစွမ်းဆောင်ရေးကလည်းအသိမကောင်းခဲ့ပါဘူး။အဲသူတို့တွေ Palace ကိုနောက်ဆုံးပွဲမှာအနိုင်ယူခဲ့တယ်ဆိုတာသိပါတယ်။ဒါပေမဲ့အဲ့ဒီနိုင်ပွဲကကျွန်တော်မြင်ခဲ့ဘူးတမရတွေမှာအပြောင်းနဲ့အမြန်ဆုံးနဲ့အနိုင်ရခဲ့တဲ့ပွဲပါ။ Jack Grealish ကမိခင်တင်းနဲ့မှပါဝင်ကစားပေးနိုင်မှာမဟုတ်လို့ဒီပွဲမှာ City သာအနိုင်မရရင်ကျွန်တော်အံ့ဩမိမှာပါ။အဲ Grealish မပါနိုင်တဲ့အချိန်မှာ Andreas နဲ့ Jules Berry Hall ကအကျိုးတရားမှုပြသနိုင်မယ်လို့မထင်ဘူး။အစီဒီနိုင်ပွဲကလွဲပြီးပါမှမရှိပါဘူး။ငကုတ်ကုတ်မရှိနဲ့အနိုင်ရသွားပါလိမ့်မယ်။ Fulham vs Arsenal ခမားသာအာဆင်နယ်ဆိုရင်ဒီလိုပွဲတွေကခမားကိုလီဘလာအနိုင်ရရှိစေမဲ့ပွဲတွေပါအဲကျွန်တော်တို့ဒီလိုပွဲတွေမှာခြေချော်ခဲ့တဲ့အချိန်ပေါင်းများစွာကိုမြင်ခဲ့ဘူးတယ်အပိကရေရာသီတုန်းကဝါဆန်းကိုအနိုင်မရခဲ့ပဲဒီရာသီမှာတော့အနိုင်ရခဲ့တယ်အပိကရေရာသီတုန်းကဖူလန်ကိုလည်းရှုံးနေခဲ့လို့ဒီရာသီမှာနိုင်ပွဲရခဲ့ရင်ကြီးမားတဲ့သတိပေးချက်ပေးပို့နိုင်မှာပါဒီပွဲမှာအသုံးမရမယ်ဆိုရင်တို့အနေနဲ့အတိတ်ကအမားတွေကိုသင်္ကန်းသာကောင်းကောင်းယူနိုင်ခဲ့ပြီဆိုတာပြိုင်ဘက်တွေကိုအားကောင်းတဲ့သတင်းစကားပေးပို့နိုင်မှာပါအမနိကအာဆင်နယ်ကဝက်ဆန်ဖူလန်နျူကာဆယ်ကိုရှုံးပြီးလီဗာပူးရဲ့နောက်ဒုတိယဖြစ်ခဲ့တယ် ဒီပွဲမှာအနိုင်ရခဲ့မယ်ဆိုရင် ပြီးခဲ့တဲ့အာသီရှုံးခဲ့တဲ့၃တင်းစလုံးကိုဒီအာသီမှာအနိုင်ယူနိုင်ခဲ့တာဖြစ်လာမှာဖြစ်ပြီးနောက်ဆုံးအချိန်တုန်းကသူတို့မရခဲ့တဲ့ဂိုးမှလည်းရမှာပါအဲဒီပွဲသာအာဆင်နယ်နိုင်ရင်ဆူပလားစီကိုရှောင်လန်းနိုင်မယ်လို့တကယ်ထင်ပြီးဒီပွဲအစားကနေအစုံတတောင်တတောင်နဲ့အနိုင်ရသွားလိမ့်မယ်လို့ထင်တယ်ငါကိုကိုမရှိနဲ့ကနာရီကအနိုင်ရသွားပါလိမ့်မယ်စပါးဘွက်ဆက်အက်စတန်ဗီလာအက်စတန်ဗီလာကစိတ်ပြည့်စရာစတင်မှုအပြီးနောက်ဆုံးမှာပေါ်ဦးဆောင်ကောင်းတချို့ရှာတွေ့လာပါပြီတယောက်ယောက်နေတဲ့စာနာလမ်းကိုတေးချခဲ့တာကသူတို့အတွက်တော်တော်လေးကိုနာကျင်စေခဲ့မှာပါ ။ဒါမှလည်းအရင်နောက်ပိုင်းကလေးကခြေစွမ်းကကျစ်လက်လာပြီးသူတို့အတွက်စိုးရင်စရာဆိုလို့ဘေးကမရှိနိုင်ပွဲတွေမရခဲ့တာပဲရှိပါတယ်။အဲသူတို့တွေကိုးတွေကတော့ပေးနေရတော့မှာပဲ။စပါးစ်ကတော့မဲ့ဖရန်လောက်မှာကောင်းကောင်းလုပ်နေပြီးသူတို့တွေလီဘလာအနိုင်ရမှာမဟုတ်ဘူးဆိုတာကျွန်တော်တို့အားလုံးသိပါတယ်။ဒါပေမဲ့သူတို့တွေကအခုအားလုံးစောင့်ကြည့်မှုအောက်မှာရှိနေတယ်လို့ထင်ပြီးကျွန်တော်အရင်သဘောချခဲ့တာက Brighton ရဲ့ပွဲမှာပြန်လာနိုင်အောင်သူတို့လုပ်ပြခဲ့တဲ့စွမ်းဆောင်ရည်ပါ။အမှန်တိုင်းပြောရရင်အရင်တော့ကဒီလိုမျိုးလုပ်ပြနိုင်တဲ့စပါအတင်းမျိုးမမြင်ခဲ့ဘူးပါဘူး။ဖရန့်ကကစားသမားလဲလဲတာနဲ့ပတ်သက်ပြီးအယန်းကိုပွင့်လင်းတာနဲ့ သူကစားဟန်ကပြိုင်ဘက်ပေါ်မတီးပြီးလိုက်ပြောင်းလဲတာကိုကျွန်တော်သဘောကျတယ်။အစပားရဲ့ခန်းစစ်ကလည်းတိုးတက်လာခဲ့ပြီးတော့သူတို့တွေနိုင်ပွဲရဖို့၅ခု၆ခုတွင်းရမှာမျိုးမဟုတ်ပါဘူး။စပားကဒီရတီအဆင့်၅၆နေရာအတွက်တိုက်ပွဲဝင်သွားမှာဖြစ်ပြီးဘေကရယာတီကစွမ်းဆောင်ရေးပေါ်မတီးပြီးစဉ်းစားရင်မဆိုးပါဘူး။အဒီလိုပြောပေမဲ့ဗီလာကဒီပွဲကနေတခုခုရယူသွားနိုင်တယ်လို့လည်းထင်တယ်။ဦးနိုင်ရဲ့အတင်သားသူတို့ရဲ့အလားအလာရှိသလောက်အပြည့်အဝကစားနိုင်ရင်ဒီနှစ်သင်းကတိတ်မကွာမင်းမတင်ဘူး။တကောတကောတည်ရလို့ပဲထင်တယ်။မန်နက်ဒါဗတ်ဆလီဗာပူး ဒီပွဲကအင်္ဂလိုင်ရဲ့အကြီးမားဆုံးပွဲတွေထဲကတစ်ပွဲဖြစ်ပြီးပြီးခဲ့တဲ့ရာသီတွေတုန်းကလည်းအရန်ဖျော်ပြမှုပေးနိုင်ခဲ့တယ်။လမာဘူကပြိုင်ပွဲဆုံးမှာ၃ပွဲဆက်ရှုံးခဲ့ပြီးအာဆနယ်သားစနေနေ့မှာအနိုင်ရခဲ့ရင်ဒီပွဲကသူတို့အတွက်မဖြစ်မနေအနိုင်ကစားရမယ့်ပွဲဖြစ်လာမှာပါ။လမာဘူကပဲလစ်နဲ့ကာလာတာစီးရဲကိုရှုံးနိုင်မှုအပြေအဝါထိုက်တန်ခဲ့လို့ထင်ပါတယ်။သူတို့တွေအခုလမ်းကြောင်းပေါ်ပြန်တက်ရတော့မယ်။လမာဘူရှုံးပွဲ၃ပွဲစလုံးကအဝေးကွင်းမှာပါ။အခုသူတို့တွေအန်ဖီမှာပြန်ကစားရမှာပါ။လဘဘူးကအိမ်ခွင်မှာဆိုရင်မတူညီတဲ့တားရဲတကောင်ဖြစ်သွားတယ်ဆိုတာကျွန်တော်တို့အားလုံးသိပြီးသားပါ။ Man United ကလည်းအဝေးခွင်ရလည်းမကောင်းပါဘူး။ ။လေဘာဘူးကအင်္ဂွဲမှာတော့ရှုံးမယ်လို့မထင်ပါဘူး။သူတို့တွေရှုံးပွဲဆက်နေမှုကိုရပ်တန့်ပါလိမ့်မယ်။မန်ယူနိုက်တက်ကကံကောင်းရင်တရေတမန့်နဲ့ပြန်နိုင်မှာဖြစ်ပေမဲ့ကံကောင်းနိုင်မှာမဟုတ်ပါဘူး။လေဘာဘူးကငကိုခုမရှိနဲ့အနိုင်ရတော့ပါလိမ့်မယ်။ဝါဆန်ဖက်ဆန်ဘရန်ဖို့အဒီနသိန်းကြားမှာသုံးမှတ်ပဲကွာပြီးဘသူပဲနိုင်နိုင်စရာအောက်ပိုင်းကကြီးမားတဲ့နိုင်ပွဲဖြစ်လာပါလိမ့်မယ်။ပြားတွေကဝက်ဆန်းတော့တော့မဆိုးခဲ့ပါဘူးဝက်ဆန်းကသူတို့နီးပြားကိုထုတ်ပေးခဲ့တယ်တကယ်လို့ဒီပွဲမှာဝက်ဆန်းနိုင်ရင်ဘရန်ဖုန်းနဲ့ရမှတ်တူညီသွားမှာဖြစ်ပြီးအရာကစဉ်းစားကြည့်ဖို့ယူတဲ့အရာမျိုးပါ Brentford ကအဝေးအခွင့်မှာအကောင်းဆုံးပုံစံရှိမနေခဲ့ပါဘူးအဲဒါဝက်ဆန်ကဒီပွဲမှာအနိုင်ရဖို့အခွင့်အရေးကောင်းရှိတယ်လို့ထင်တယ်ဒါမဲ့ဝက်ဆန်က February ကလည်းအင်္ဂွင့်မှာနိုင်ပွဲမရခဲ့ဘူးအဲသူတို့ကမယုံပေမဲ့သူတို့အနိုင်ရမယ်လို့ထောက်ခံတုံးပါပဲအဲ Brentford ရဲ့ဆိုးရွားတဲ့အဝေးအခွင့်ခြေစမ်းကိုဆက်မြင်ရမယ်လို့ခံစားမိပြီးဝက်ဆန်ကငကိုတကိုနဲ့အနိုင်ရသွားပါလိမ့်မယ်အခုလိုမျိုးတရေုံတရင်တို့တွေကိုအမြဲကြည့်ရှုနားဆင်နိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ Sport A to Z YouTube Channel လေးကို Like and Subscribe လေးပြုလုပ်ပေးထားကြပါအောင်ခင်ဗျာဝင်ရောက်ကြည့်ရှုအားပေးသူအားလုံးကိုလည်းကျေးဇူးတို့ပဲတင်ရှိပါရစေခင်ဗျာ